2025ခုနှစ်မေလ2ရက်နေ့နာနဲ့6နာရီဂျိုလူလေသာကောင်းနေရာတိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့မြန်မာပြည်ရာသီဥတုအခြေအနေများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဒီကနေ့ဂျိုလူကပေးပို့တဲ့ပုံနေရဘင်္ဂလားပင်လယ်ပြင်က လေစီးကြောင်းတွေကိုလေ့လာကြည့်တဲ့အခါမှာလေတုရှုပ်ထွေးမှုအနည်းငယ်ဖြစ်ပြီးတော့ တချို့လေစီးကြောင်းတွေကမြန်မာပြည်ပင်လယ်ကမ်းရိုးတာနဲ့ဆင်အောက်ဖက်ကို စီးသွားတာတွေ့ရသလိုပဲအပေါ်ပိုင်းကဆင်းလာတဲ့လေစီးကြောင်းကလည်းနေပြည်တော်အောက်နာအထိဆင်းလာတာတွေ့ရပါတယ်အဲ့ဒါဘာလို့ပြောနေလဲဆိုလို့ရှိရင်ဒီနေရာမှာဒေသတွေမှာလက်ရှိမိုးရွာနိုင်တဲ့လေစီးကြောင်းမလို့မြန်မာပြည်အနှံ့ပြားမှာမိုးရွာနေတယ်လို့ပြသပါတယ်အဲ့တော့ အဲ့ဒီရွာတဲ့မိုးတွေကဗမာပြည်မှာလက်ရှိ ကောင်းကင် အမြင့်မှာရှိတဲ့မိုးတိမ်တွေကို အပြာရောင်နဲ့ပြထားပြီးတော့ဒီအညိုရောင်အဝါရောင်ပြည့်ပေါ်လေးတွေဟာမီတာတစ်ထောင်လောက်မှာရှိတဲ့တိမ်တွေဖြစ်ပါတယ်ထို့တူပဲဒီကန်ယူရာမှာရင်ငွေထုတ်လုပ်မှု မရှိပေမဲ့လည်းစောစောကပြောတဲ့လေစီးကြောင်းမလို့ဘင်္ဂလားပင်လယ်ထဲမှာဆက်လက်ရင်ငွေထုတ်လုပ်နေသလိုပဲအိန္ဒိယသမုတ်တရာနဲ့ တော်လီအာရေဗျပင်လယ်ကလာတယ်ရင်းငွေတွေကလည်းဆက်လက်ထုတ်လုပ်ပြီးတော့ဘင်္ဂလားပင်လယ်တွေကိုတွန်းပို့နေပါတယ်ဒီအတွက်ကြောင့်လို့ဗမာပြည်မှာမိုးများလိုက်နေ့ရက်၃ရက်မိုးနှင်းလိုက်နေ့ရက်၃ရက်၅ရက်လောက်အဲ့လိုမျိုးဖြစ်နိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်ဒီကနေ့မနေ့6နိုင်မှနေ့လယ်7နိုင်အတွင်းမိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်း ချင်းတောင်နိုင်ရခိုင်ရိုးမှာပဲခူးတိုင်းအထက်ပိုင်းအေရဝတီတိုင်းအထက်ပိုင်းနေပြည်တော်မန္တလေးတိုင်းရှမ်းပြည်နယ်တစ်ခုလုံးကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မူရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။နေ့လယ်12နာရီမှညနေ6နာရီရောက်တဲ့အခါမှာတော့အချို့နေရာတွေမှာမိုးပါသွားတာတွေ့ရပါတယ်။ဒါပေမဲ့လည်းရခိုင်ရိုးမနဲ့ရခိုင်ပြည်နယ်အထက်ပိုင်း ချင်းတောင်တန်းစကိုင်းတိုင်းထက်ပိုင် ကချင်ပြည်နယ်မန္တလေးတိုင်းအရှိတန်းနေပြည်တော်ရှမ်းပြည်နယ်တစ်ခုလုံးကယားပြည်နယ်အေရဒီတိုင်းထက်ပိုင်ရန်ကုန်တိုင်းထက်ပိုင် ကရင်ပြည်နယ်တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်ညနေ6နာရီမှည7နာရီရောက်တဲ့အခါမှာတော့မြမပြည်အနှံ့အပြားမှာ ပြန်လည်ပြီးတော့မိုး ရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။သို့ဝိမဲ့လည်းမန္တလေးတိုင်းအနောက်ဘက်နေပြည်တော်အနောက်ဘက်ပဲခူးတိုင်းမှာတော့မိုးနည်းနည်းလေးသာ ရွာနိုင်ပါတယ်။ထို့တူအေရာဝတီတိုင်းအောက်ဘက်မှာလည်းမိုးနည်းငယ်သာရရှိနိုင်တဲ့အခြေအနေကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့နှစ်ရက်နေ့တနေ့ကုန်24နာရီတွင်ရနိုင်တဲ့မိုးရေချိန်ကိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ မန္တလေးနေပြည်တော်ကနေပြီးတော့ရှေ့ဘက်ရှမ်းပြည်နယ်တစ်ခုလုံးအတွင်းမှာအဝါရောင်ပြထားတာကဣတတမ၄လက်မကို24နာရီအတွင်းမှာရရှိနိုင်တဲ့ခံမှန်းပြီးတော့အခြားတိုင်းနယ်ပြည်နယ်တွေမှာတော့ဓာတမ၅လက်မပောင်းဝန်းကျင်မိုးရွာနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းရပါတယ်။ချင်းမိုင်မှာလည်းချင်းမိုင်ချင်းရိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရည်စိ၂လက်မလောက်ရနိုင်ပါတယ်။မဲဆောက် ဖလိုးပောင်ဝင်ကျင်မှာလဲဆက်လက်မိုးရရှိမှာဖြစ်ပါတယ်။ဗန်ကောက်နဲ့မာချိုင်မှာတော့မိုးပွဲလေးတွေတော့သာရရှိနိုင်ပါတယ်။၃ရက်နေမနေ့တနာရနေပြီးတော့မနေ့၆နာရီအတွင်းမှာမြမပြီးအရှိကျန်းတစ်ခုလုံးဆက်လက်မိုးရွာနိုင်ပါတယ်။နောက်ဖက်ကတော့မိုးပါသွားမှာဖြစ်ပါတယ်။မြမပြီးအရှိဘက်ချမ်းထဲမှာဆိုရင်ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြီးတော့ စစ်တောင်းမြင့်ဝိုင်းရဲ့အရှိဘရန်တစ်ခုလုံးနဲ့ကြားပြင်းနဲ့ဘကိုးတိုင်းအရှိစံကရင်ပြင်းနဲ့တရင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မွေးရနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်နေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ရွာနေတဲ့မိုးတွေကအချို့ဒေသမှာရန်နာပြီးတော့မိုးပွဲအဖြစ်ကြဆင်းသွားနိုင်တဲ့အနေအားရှိပေမဲ့ AOD တိုင်းရခိုင်ပြင်းနဲ့အောက်ဖက်နေပြည်တော်နဲ့မန္တလေးကြား မာလီတိုင်းအထက်ပိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ကြားဆက်လက်မိုးရွာနိုင်ပြီးတော့မိုးပြင်းလေအစနဲ့သတင်းလာရီတိုင်းမှာဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်။နင်းလေ၁၂နာရီရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့အပေါ်မှာရှိတဲ့မိုးတိမ်နေကုန်ကန်ကြီးဖြစ်ပြီးတော့မြောက်ဘက်ကကချင်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်မိုးရွာနိုင်တယ်လို့ပဲ ရှမ်းပြည်နယ်အရှိမြောက်အနည်းငယ်ရွာတယ်။မန္တလေးမှာသခိုင်းမှာမိုးခွာနေနေကြသလိုပဲနေပြည်တော်ရန်ကုန်အေရော်ဒီတိုင်းမှာမိုးပွားဆက်ကြနိုင်ပါတယ်။ကရင်ပြည်နယ်အောက်ပိုင်းနဲ့တရင်းတိုင်းတိုင်းအောက်ပိုင်းမှာတော့ဆက်လက်မိုးများနိုင်ပါသေးတယ်။တနေ့နေ့၃ရက်နေ့24နာရီအတွင်းရွာမဲ့ဒေသတွေကိုကျွန်တော်တို့တိုးတက်ထုတ်လိုက်တဲ့အခါမှာဆိုရင် ကချင်ပြည်နယ်သခိုင်းတိုင်းအထက်ပိုင်း မန္တလေးတိုင်နေပြီးတော့စစ်တောင်းရိုးမှကယားပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်အေရဝတီတိုင်မွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိတဲ့အတွက်ကြောင့်မလို့ဒီဒေသတွေမှာဓတမ9လက်မပေါင်းခြင်းလို့ခံမှပါတယ်ထိုင်းနိုင်ငံအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ချင်းမိုင်ချင်းရိုင်းမှာမိုးပါပါရွာတကယ်လို့ပဲ မဟာချိုင်ဘန်ကောက်မှာလည်းမိုးအနှဲငယ်ကျနိုင်တဲ့အနေအထားကို ကျွန်တော်တို့တွေ့ရပါတယ်။မဲဆောက်မှာတော့မိုးပါပါလေးကျနိုင်ပါလေ။ကျွန်တော်တို့စိုက်ပျိုးရေလုတ်တဲ့သူတွေအတွက်လက်ရှိရွာနေတဲ့မိုးရေကျိန်စုစုပေါင်းကိုမေလ2ရက်ကနေပြီးတော့မေလ9ရက်အတွင်းမှာမြမပြည်ပေါ်ကိုကြလာမဲ့မိုးရေကျိန်စုစုပေါင်းကိုကျွန်တော်တို့ ခမန်းစက်တွေနဲ့တွတ်ထုတ်ကြည့်တဲ့အခါမှာဆိုရင် ဟောဒီအဝါရောင်ပြနေတဲ့ဗမာပြည်အထက်ပိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကြားရှမ်းပြည်နယ်အောက်ဖက်စစ်တောင်းရိုးမှာသတင်းဓာတ်ကြီးတိုင်းတော်ဆိုလို့ရှိရင်မိုးရေကြီး၆လမှနေပါလောက်ဝန်းကျင်လောက်ရရှိနိုင်ပါတယ်တခြားပြာရင်ဒေသတွေကဆိုလို့ရှိရင်တော့မိုးရေကြီးတလမှနေပါလောက်ရရှိနိုင်တဲ့အနေအထားရှိပါတယ် ီအခြေအနေဝါကိုသိလို့ရှင်တော့တောင်သူတွေဘလို့ပြင်ဆင်နေမယ်ဆိုတာပြင်ဆင်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကျွန်တော်ပြောလိုတာကကျွန်တော်တို့2024တုန်းကတောင်သူတွေ၃ကလောက်တောင်စိုက်ရင်းနဲ့ပြည့်ရတဲ့ຢာစီအခြေအနေမျိုးမဟုတ်တော့ပါဘူးလို့ပြောကြပါတယ်အဓိပ္ပာယ်ကတော့ကမ္ဘာຢာစီဥတုဖြစ်စဉ်ကို လေ့လာမယ်ဆိုလို့ရှိရင်တော့ကမ္ဘာကြီးရဲ့ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာပူနွေးမှု နှစ်နှစ်သုံးနှစ်ဖြစ်ပြီလို့ရှင်ပြန်ပြီးတော့အေးပါတယ်2022ကနေပြီးတော့2023အဝင်မှာဆိုလို့ရှင်တောက်လျှောက်နေပြီးတော့ El Nino ဆိုတဲ့အပူဒဏ်ကိုကျွန်တော်တို့တကွာလုံးခံရရပြီးတော့ကျွန်တော်တို့ဗမာပြည်မှာဆိုလို့ရှင်တော့ပစိဖိတ်ဒေသကဝင်လာတဲ့လေပူလိုင်းတွေကြောင့်မလို့မုံတိုင်းတွေဗမာပြည်ကိုကြီးမားစွာရေပြည်ဒုက္ခတွေကြုံရပြီးတော့စိုက်တဲ့စဘာကင်းတွေအကျဉ်းကြီး ပြက်စီးရတဲ့အနေအထားရှိပါတယ်။ဒီကနေ့2024ခုနှစ်ဧပြီလပင်လယ်သမုဒ္ဒရာတိုင်းတာကျဲမှတ်တမ်းနေနဲ့စက်တရပြက်ချက်ပြီးတဲ့အခါမှာဆိုရင်ယနေ့အချိန်မှာဧပြီလ28ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာအများအရကျွန်တော်တို့ပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာမှာဆိုလို့ရှိရင်လာနီညာရာသီဥတုစတင်နေပြီလို့ဒရီပေးချက်တွေထုတ်ပြီးတော့ပြင်ဆင်ဖို့ဒရီပေးနေပါတယ် ကျွန်တော်တို့ပြောကျင်တဲ့အတိပဲက2025ခုနှစ်ဟာမိုးရာသီစောမယ်စောင်းတွင်းမှာ လာနီညာဖြစ်မယ်လောလောဆယ်ကူပဲကောင်းငင်က မိုးသီးတွေကျနိုင်တဲ့အနေထားဟာဆိုလို့ရှိရင်ကျွန်တော်တို့ဗမာပြည်ကိုဝင်မဲ့မုန်တိုင်းဟာနောက်ဆုတ်သွားနိုင်တယ်လို့ပဲကျွန်တော်တို့မိုးရာသီဟာတာမန်မိုးရာသီအနေထားဖြစ်ပါတယ်ကျွန်တော်တို့မိုးရာသီစောမယ်ဆိုတဲ့အတိပဲကတော့တနည်းအားဖြင့် အာရေဗျန်ပင်လယ်ကပတ်ဝင်လာတဲ့လေစီးကြောင်းဟာဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုအပြည့်အဝဝင်မဲ့အချိန်ကတော့မေလ15ရက်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ပညာရှင်များ အုပ်စုဟာခမန်းထားရပါတယ်။ဒါပေမဲ့လည်းမုံတုံလေးတွက်ချက်ချင်းနဲ့ဝင်ရောက်ချင်းတွေတီးတန့်ပညာရှင်များအုပ်စုကထုတ်ပြန်ကြေညာခြင်းများကိုလည်းကျွန်တော်တို့စောင့်ကြည့်လေ့လာဖို့တော့ပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့မတိတာများရှိရင်မေးများနိုင်ပါတယ်ကျွန်တော်တို့လည်းလူတွေများတဲ့အခါကျတော့လူတန်းကို မဖြေချားပေးနိုင်တော့လည်းပဲအရေးကြီးမဲ့ထင်တဲ့အချက်ကလေးတွေကိုတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ရှာဖွေပြီးတော့ရှင်းလင်းတင်ပြနေပါတယ်ဗီဒီယိုဖိုင်နဲ့ကြည့်လို့များတဲ့လူတွေအတွက်ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 ဖိုင်နဲ့ကျွန်တော်တို့ပြုလုပ်ပေးထားပါတယ်ဒေါင်းလုဒ်လုပ်ပြီးတော့မိမိလုံးမိတ်ဆွေများကိုလည်းမျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါတယ်